ဒီကနေ့အရှေ့လေပိုင်းရဲ့နိုင်ငံရေးဇက်ခုံပေါ်မှာအလွန်အရေးကြီးပြီးရှုပ်ထွေးလာတဲ့ဇက်ကွက်တစ်ခုကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ဇက်လိုက်ကျော်ကတော့အစ္စရေးဝန်ကြီးချုပ်ဘေဂျမန်နေတန်ညာဟုပါပဲ။သူဟာဂါဇာကမ်းတောင်ဒေသနဲ့ပတ်သက်လာရင်သူ့မှာပြတ်သားခိုင်မာလာတဲ့တန်တိတ်ထန်တစ်ခုရှိနေပါတယ်။သူ့ရဲ့စီစဉ်ကဂါဇာရဲ့အနာဂတ်ကိုသူ့တဦးရဲသူ့နိုင်ငံတနိုင်ငံတွေကဆုံးဖြတ်မယ်။မိတ်ဆွေနိုင်ငံအနေနဲ့အမေရိကန်ပြည်ထောင်စုတဦးရဲရဲ့ပါဝင်ပတ်သက်မှုကိုသာသူအလိုရှိတယ်။ဒါကလည်းလို့တခြားဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှဆုံးဖြတ်ချက်ပေးတဲ့ဇပွဲဝိုင်းမှာအပါအဝင်မခံနိုင်ဘူးဆိုတာပါ။ အထူးသဖြင့်ကတော့ဒေတာရင်းကတခြားနိုင်ငံတွေရဲ့စစ်ရေးအရာပါဝင်ပတ်သက်လာမှုကိုလုံးဝလုံးဝလက်ခံမှာမဟုတ်ဘူးဆိုတဲ့မူဝါဒပဲဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးဆိုတာကိုတယောက်တည်းဆွဲတဲ့ပုံစံအတိုင်းဖြစ်လာတာမဟုတ်ပါဘူး။နေတန်ယာဟုတယောက်မေ့နေတဲ့ဒါမှမဟုတ်မေ့ကြအောင်ဆောင်နေတဲ့အချက်တစ်ချက်ရှိနေခဲ့ပါတယ်။သူကဂါသာမှာဘလို့တိုးချက်မယ်ဘလို့အုပ်ချုပ်မယ်ဘသူကိုနေရာပေးမယ်ဆိုတာတွေစီစဉ်လို့တကယ်အဆုံးဖြတ်ကိုပေးမဲ့သူကသူမဟုတ်ပါဘူး။အင်ဖြူရောကတမရထရန့်ဖြစ်နေပါတယ်။ဟုတ်ပါတယ်။ ဒီကစားပွဲတစ်ခုလုံးရဲ့တော့ချက်ကအတမရထရန်လက်ထဲမှာပဲရှိနေခဲ့ပါတယ်။ဒီနေရာမှာပဲဇလန်းကအကြီးအကျယ်လှုပ်ခတ်သွားတော့တာပါပဲ။နေတန်ယာဟုလုံးဝမလိုလား။မြင်အောင်မမြင်ချင်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့တူရကီနိုင်ငံရဲ့ဂါသာအရေးမှာပါဝင်လာမှုပါ။ဒါဟာနေတန်ယာဟုအတွက်တော့အိမ်မက်ဆိုးတစ်ခုတကယ်ဖြစ်လာတာပါပဲ။နေတန်ယာဟုကတူရကီကိုလုံးဝမရဘူးလို့ညှင်းဆန်နေတဲ့ချိန်မှာတမရထရန်ကဘာလို့မဖြစ်ရမှာလဲဆိုပြီးကြိုးစိုးအားပေးတဲ့သဘောထားမျိုးပြသခဲ့ပါတယ်။ဒီလိုနဲ့ပဲအန်ကာရာမြို့တော်ကနေတရားဝင်သတင်းထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဝါရှင်တန်ကမီးစိမ်းပြတာနဲ့တူရကီဟာအပြူသဘောဆောင်တဲ့အခမ်းကဏ္ဍကနေပါဝင်ဖို့ခွင့်ပြုချက်ပေးတာနဲ့သူတို့ရဲ့စစ်တပ်ဟာပဋိပက္ခဖြစ်ပွားရာဂါသာဒေသတွေကိုဝင်ရောက်ဖို့အသင့်အနေထားရှိနေပြီဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒါဟာအသေးမွှားကိစ္စမဟုတ်ပါဘူး။ဒီခြေလှမ်းတစ်ခုတည်းကဒေသတွင်းမှာရှိပြီးသားအင်အားချိန်ဝင်ရှာတွေကိုဘယ်လိုပုံစံနဲ့ပြန်လည်မှွေနှောက် ပုံဖော်သွားမလဲ။စစ်ပီးကာလာလုံခြုံရေးစီမံသစ်တွေကဘယ်လိုပုံစံဖြစ်လာမလဲ။တကယ်ပဲတူရကီစစ်တပ်ရဲ့တရားဝင်ရောက်ရှိလာမှုဟာအစ္စရေးနိုင်ငံအတွက်ဓာတ်ရိုက်ချင်းချောင်းမှုတစ်ခုဖြစ်လာနိုင်သလား။ ဒီအကြောင်းအရာတွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါတူရကီစစ်တပ်ဂါသာထဲဝင်လာပြီဆိုတဲ့သတင်းစကားဟာနေတန်ယာဟုရဲ့အစိုးရဖွဲ့ကိုအကြီးအကျယ်တုံ့လှုပ်သွားစေခဲ့ပါတယ်အကြောင်းရင်းကခိုင်လုံပါတယ်မကြသေးမီကမှရရှိထားပေမဲ့ဘယ်အချိန်ပြန်ပြိုးကျိုးပြတ်သွားနိုင်မလဲမသိနိုင်တဲ့အပြစ်ခက်ရစဲရေးသဘောတူညီချက်ကြီးတစ်ခုလုံးမှာတူရကီဟာအဓိကတော့ချက်ကြတဲ့နိုင်ငံတနိုင်ငံအဖြစ်ပါဝင်ခဲ့လို့ပါပဲဒီသဘောတူညီချက်ရဖို့အမေရိကန်ကာတာအီဂျစ်တို့နဲ့အတူ တူရကီကလည်းအာမခံနိုင်ငံတစ်ခုအဖြစ်ရှေ့တန်းကနေပါဝင်နှိမ့်နိုင်ခဲ့ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါတစ်ဖက်မှာငြိမ်းချမ်းရေးနှိမ့်နိုင်သူအာမခံသူဖြစ်ပါဝင်နေတယ်မှာပဲနောက်တစ်ဖက်မှာတူရကီဟာနေတန်ယာဟုအစိုးရရဲ့ပါလက်စတိုင်းပိုင်နယ်ထဲကလုပ်ရက်တွေကိုလူမျိုးတုံးတတ်ဖြတ်မှုလို့အပြင်းထန်ဆုံးစကားလုံးတွေတုံ့နှုံပြီးဝေဖန်ရှုတ်ချနေတဲ့နိုင်ငံဖြစ်နေပါတယ်အရှေ့လက်ပိုင်းဒေသတစ်ခွင်လုံးမှာဖြစ်ပေါ်နေတဲ့အစ္စရေးစန့်ကျင်ရေးဆန္ဒပြပွဲတွေလှုပ်ရှားမှုတွေကိုလည်းအဓိကထောက်ခံအားပေးနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ဒီအကျိုးဆက်ကြောင့်ပဲတချိန်ကနှွေးထွေးခဲ့ဘူးတယ်လို့ဆိုနိုင်တဲ့နေတိုးအဖွဲ့ဝင်တူရကီနဲ့အစ္စရေးတို့ရဲ့ဆက်ဆံရေးဟာအခုဆိုရင်အဆိုးရွားသောအဆင့်ကိုရောက်ရှိနေပြီးအချိန်ကြာလာတာနဲ့အမျှပိုပြီးကွဲအပ်လာခဲ့တာပါ Daily Sabash သတင်းဌာနရဲ့ဖော်ပြချက်အရအမေရိကန်ကစတင်အဆိုပြုခဲ့တဲ့ဒီစစ်ပီးကာလအစီအစဉ်ဟာနိုင်ငံတကာတပ်ဖွဲ့ဝင်တွေကိုဂါသာမှာတက်ဆွဲဝင်ပြုဖို့ရည်ရွယ်ပါတယ်။သူတို့ရဲ့အဓိကတာဝန်ကတော့အပြစ်ခတ်ရဲစဲရေးကိုစောင့်ကြည့်ထိန်းသိမ်းဖို့ပါ။ဒါ့အပြင်2023ခုနှစ်ကလေးကစတင်ခဲ့တဲ့ အစ္စရေးရဲ့အပြင်းထန်တိုက်ခိုက်မှုတွေကြောင့်လုံးဝနှီးပါမြေပုံပေါ်ကပျောက်သွားတဲ့ဂါဇာမြို့ကြီးကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာကူညီဖို့လည်းဖြစ်ပါတယ်။ဒီစီဇန်ကိုတုံ့ပြန်တဲ့အနေနဲ့ဒေတန်ယာဟုကဂါဇာကမ်းမြောင်ဒေသတွေမှာတူရကီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ဘလို့အခန်းကဏ္ဍမျိုးကိုမဆိုသူလုံးဝလက်ခံမှာမဟုတ်ကြောင်းအယိတ်မွတ်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့တူရကီကဒါကိုနားထောင်ခဲ့သလား။ထဲ့သွင်းစဉ်းစားခဲ့သလားဆိုတာတော့လုံးဝပါပဲ။နောက်ဆုံးမှာတော့တူရကီဟာအပြစ်ခတ်ရစဲရေးလွန်ကာလလုပ်ငန်းစဉ်တွေကိုကြီးကြပ်ဖို့အတွက် သူ့ရဲ့တပ်ဖွဲ့တွေကိုဂါသာစီချက်ချင်းဆေလွတ်တော်မှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။အော်တိုဘာလ23ရက်ကြာသာပတိနေ့မှာပဲတူရကီမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းရင်းမြစ်တွေကဂါဇာအတွက်နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့မှမျှော်မှန်းထားတဲ့အခမ်းအနားအတွက်တူရကီလက်နက်ကင်တပ်ဖွဲ့တွေဟာအသင့်ပြင်ပြီးသားဖြစ်ကြောင်းထပ်လောင်းအတည်ပြုခဲ့ပါတယ်။ဝန်ကြီးဌာနကဆက်လက်ပြောကြားရမှာတူရကီဟာအပြစ်ခတ်ရစရေးသဘောတူညီချက်ရဲ့အာမခံနိုင်ငံ၄နိုင်ငံတွေကတနိုင်ငံဖြစ်တဲ့အလျောက်တခြားနိုင်ငံတွေနဲ့လိုအပ်တဲ့စစ်ရေးနဲ့တန်တမာရေးရာညှိနှိုင်းဆွေးနွေးမှုတွေကို အရှိန်မြင့်ဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။အပြက်ခတ်ရဆဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးရပိုင်းလောက်ပဲကြာသေးတဲ့အချိန်မှာဂါလာကမ်းမြောင်ဒေသရဲ့လမ်းတွေပေါ်မှာတူရကီနိုင်ငံတော်အလံကိုလွှင့်ထူထားတဲ့ဘူဒိုသာတွေရှင်လင်းရေးရန်ရာတွေကိုစတင်တွေ့မြင်လာရပါပြီ။ဒီနေရာမှာမဟာပြူဟာကျွမ်းကျင်သူတို့ဦးဖြစ်ပြီး Jewish National Initiative ရဲ့ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Ariel Hagam ရဲ့သုံးသပ်ချက်ကစိတ်ဝင်စားစရာကောင်းလာပါတယ်။သူက The Turkish Trap in Gaza ဂါသာတွေကတူရကီထောင်ချောက်ဆိုတဲ့အဆောင်ပါတစ်ပုဒ်မှာမေကွန်တစ်ခုထုတ်ခဲ့ပါတယ်။တမရထရန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုသဘောတူလိုက်ခြင်းဟာအစ္စရေးနိုင်ငံရဲ့တမိုင်းတခြားအကြီးမားဆုံးသောမဟာဗျူဟာအမှားကြီးဖြစ်သွားမလားဆိုပြီးသူကသတိပေးလိုက်တာပါ။လက်ရှိကိုကြည့်ရင်အစ္စရေးနဲ့တူရကီဟာတန်တမန်ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားတော့ဆိုပေမဲ့နောက်ဆုံးနှစ်တွေအတွင်းမှာဆက်ဆံရေးကအလွန်မင်းတင်းမာနေကြတာအားလုံးအသိပါ။ဒေတာရင်းနိုင်ငံကြီးမှာလေသူတို့နှစ်နိုင်ငံဟာနေရာတိုင်းမှာထိတ်တိုက်တွေ့နေပါတယ်။ဥပမာတစ်ခုကြည့်အောင် ိန္ဒိယနဲ့ဆီးရီးယားနိုင်ငံမှာအာဆတ်အစိုးရပြိုလဲသွားပြီးအာမက်အယ်အာရာအာနာရလာတဲ့အခါအစ္စရေးဟာဂိုလန်ကုန်းမြစ်ရဲ့ဆီးရီးယားပတ်ချံကိုအလင်းမြန်ဝင်ရောက်ပြီးသူ့ရဲ့ခြေကုပ်တစ်ခုတိစောက်ဖို့ကြိုးစားခဲ့ပါတယ်။အစ္စရေးနဲ့ဆီးရီးယားအစိုးရတက်ကြမှာတောင်ပိုင်းဒေသနဲ့ပတ်သက်လို့နားလည်မှုတစ်ခုရသွားတာဟာအယ်အာရာရဲ့နေထောက်ကိုပိုခိုင်မာစေတယ်လို့အနောက်နိုင်ငံတွေအာရပ်နိုင်ငံတွေနဲ့သူ့ရဲ့ဆက်ဆံရေးကိုပိုပြီးနီးကပ်စေခဲ့ပါတယ်။ဒီဖြစ်ပျက်ကဆီးရီးယားမှာဩဇာလွှမ်းမိုးထားတဲ့တူရကီရဲ့အနေထားကိုတိုက်ရိုက်အားနည်းသွားစေခဲ့ပါတယ်။ ဒေတာရင်းစစ်မှာဆိုရင်လေဂါသာပြည်ပခါကသူတို့နှစ်နိုင်ငံကြားကကွဲအကြောင်းကိုပို့ပြီးနှံဆိုင်စေခဲ့ပါတယ်တူရကီသမ္မတအာဒူဂန်ကဂါသာဒေကတာစစ်သွေးကြွအဖွဲ့တွေကိုပြောင်ပြောင်တင်းတင်းအခိုင်အမာထောက်ခံနေတာဟာအစ္စရေးနဲ့တူရကီကြားက6နှစ်ကြီးကိုပို့ပြီးအလှမ်းကျယ်သွားစေခဲ့ပါတယ်ဒီအချက်လက်တွေကသူတို့နှစ်နိုင်ငံဟာမျက်နှာချင်းဆိုင်မတိုက်ခိုက်ကြသေးပေမဲ့မမြင်ရတဲ့ရန်သူတွေဖြစ်နေကြပြီဆိုတာရှင်းလင်းနေပါတယ်ဒါဆိုမေးစရာရှိလာပါပြီဂါသာတွေကိုတူရကီတပ်တွေဝင်လာတာက အစ္စရေးတို့ကဘယ်လိုပုံစံနဲ့ချိန်ချောက်မှုဖြစ်လာနိုင်မလဲအတူကြုံဆုံးပြောရရင်တူရကီဟာအစ္စရေးရဲ့နံပါတ်1ရန်သူတော်လို့သတ်မှတ်ထားတဲ့အီရန်ထက်နေပယ်ပေါင်းတော်မှာအစာပေါင်းများစွာပို့ပြီးအင်အားကြီးမှာပို့ပြီးအန္တရာယ်များနေလိုပါပဲအီရန်ဟာနိုင်ငံတကာရဲ့ပိတ်ဆို့ရေးယူမှုတွေအောက်မှာယုံကန်နေရဆဲပါသူ့ရဲ့စစ်ရင်အားဟာစစ်သွေးကြွလက်နက်ကင်တွေအပေါ်မှာအဓိကမိခိုနေရပါတယ်ဒါပေမဲ့တူရကီကအဲ့လိုမဟုတ်ပါဘူးတူရကီဟာနေတိုးဖွဲ့ကြီးရဲ့ဒုတိယမြောက်အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံမှာ သူစစ်တပ်ဟာအမေရိကန်ရဲ့နောက်ဆုံးမော်နီးပညာတွေလေ့ကျင့်မှုတွေရရှိထားပါတယ်။ Syria, Libya, Nagorno Karabakh အစတဲ့စစ်မြေပြင်တွေမှာတကယ်တိုက်ပွဲဝင်သွေးတိုးဆန်းပြီးသားအတွေ့အကြုံရင့်ကျက်ပြီးသားတက်မတော်ဖြစ်ပါတယ်။တူရကီဟာသူ့ရဲ့ Blue Homeland လို့ခေါ်တဲ့ရေတပ်မဟာဗျူဟာနဲ့အတူအရှိန်မြေတဲပင်လယ်မှာသူ့ရဲ့ order ကိုအရှိန်အဟုန်ချဲ့ထွင်နေပါတယ်။ဒါဟာဂါသာကမ်းလွန်ကတဘာဝတံငွေတိုက်တွေကိုမျက်စိကျနေတဲ့အစ္စရေးအတွက်ဓာတ်ရိုက်ချိမ့်ချောက်မှုဖြစ်လာပါတယ် တူရကီဟာကိုပိုင်လက်နက်စက်မှုလုပ်ငန်းတွေအလင်းမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံပါ။ကမ္ဘာကျော် drone တွေကဆလို့ကိုပိုင်စစ်သင်းမော့တွေတန်ချက်ကာကားတွေအထိထုတ်လုပ်နေပါပြီ။သူဟာလက်နက်အတွက်ဘသူကမှမှီခိုစရာမလိုတဲ့အနေအထားကိုရောက်လာနေပါပြီ။တူရကီဟာကမ္ဘာစီးပွားရေးမှာအဓိကကုန်သွယ်ရေလမ်းကြောင်းတစ်ခုဖြစ်တည်ရှိနေပြီးဒေသရင်းနဲ့နိုင်ငံတကာမှာတန်တမာရေးအရလှုပ်လှက်စွာလှုပ်ရှားနိုင်စွမ်းအပြည့်အဝရှိပါတယ်။သူဟာ American နဲ့ရော Russia နဲ့ပါစကားပြောနိုင်တယ်လို့ Iran နဲ့ရော Saudi နဲ့ပါဆက်ဆံနိုင်ပါတယ်။ဒီရဲ့ချက်တွေကိုကြည့်ပါ။ အစ္စရေးဟာ၁၂ရက်ကြာစစ်ပွဲလို့ခေါ်တဲ့ပြည်ပခတ်မှာအီရန်ကိုတောင်အပြတ်အသတ်မနိုင်ခဲ့ဘူးဆိုရင်အခုသူ့ရှေ့ကိုရောက်လာမဲ့ပြိုင်ဘက်ကအီရန်ထက်အဆအဆအရာရာတာလွန်နေတဲ့တူရကီဖြစ်နေခဲ့ရင်အခြေအနေကဘယ်လိုဖြစ်သွားမလဲဒါဟာနေတန်ယာဟုအတွက်တကယ်ကိုကြောက်စရာကောင်းတဲ့မေးခွန်းတစ်ခုဖြစ်နေပါတယ်ဒီခြေချောင်းမှုတွေကိုလိုလိုသိမြင်နေတဲ့နေတန်ယာဟုကတော့သူ့ရဲ့သဘောထားကိုလုံးဝရှော့မပေးပါဘူးကျောက်တို့ကာသာတွေကိုတူရကီစစ်သားတွေဝင်လာဝင်လုံးဝပေးမှာမဟုတ်ဘူးလို့သူကပြက်ပြက်သားသားပြောကြားခဲ့ပါတယ်ဒါဂျေရုစလင် post သတင်းစာကိုကိုးကားပြီး ဒီကိစ္စနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တစ်ခုကပြောကြရမှာနေတန်ယာဟုဟာသူ့ရဲ့ဒီသဘောထားကိုမကြာမီကအစ္စရေးကိုလာရောက်လည်ပတ်ခဲ့တဲ့အီဂျစ်ထွေထွေထောင်လိုင်းရေးဌာနအကြီးအကဲဟာဆန်မာမုတ်ရာရှတ်နဲ့အမေရိကန်ဒုတိယသမ္မတ JD Vance တို့နဲ့တွေ့ဆုံချိန်မှာတရားဝင်ရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒီတွေ့ဆုံမှုမှာနေတန်ယာဟုကဂါဇာအတွက်ရှေ့ဆက်လုပ်မဲ့အစီအစဉ်တွေအထူးသဖြင့်ဒီမတည်ငြိမ်တဲ့နယ်မြေလေးကိုဘသူကလုံခြုံရေးတာဝန်ယူမလဲဆိုတဲ့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့ဒုတိယသမ္မတ JD Vance ကတော့ မရာထရန်ရဲ့ပြစ်ခတ်ရစဲရေးအစီအစဉ်ဟာထင်ထားတာထက်တောင်ပိုပြီးအလုပ်ဖြစ်နေပါတယ်လို့မှတ်ချက်ပေးခဲ့ပေမဲ့ဒီလန်ခီဟာလွယ်ကူမှာမဟုတ်ဘူးဆိုတာကိုတော့သူလည်းဝင်ခံခဲ့ပါတယ်။နေတန်ယာဟုရဲ့ငင်းဆန်မှုဟာအကြောင်းပြချက်မရှိဘဲဖြစ်လာတာမဟုတ်ပါဘူး။သူ့မှာခိုင်လုံတဲ့စိုးရိမ်မှုတွေကြောက်ရွံ့မှုတွေရှိနေပါတယ်။ပထမဆုံးချက်ကဒူရဂီဟာဂါသာထဲမှာခြေကုပ်ရသွားတာနဲ့ဒီအခွင့်အရေးကိုအသုံးချပြီးစီးရီးယားမြောက်ပိုင်းမှာသူတို့လုပ်ခဲ့တဲ့ပုံစံတိုင်း အန်ကာရာရဲ့ထိန်ချုပ်မှုအောက်ကဒေတာကန်လက်နက်ကင်ဖွဲ့တွေကိုပြန်လည်စုဖွဲ့ပြီးတာလေ့ကျင့်ပြီးတာတွေလှုပ်လာနိုင်ပါတယ်ဒုတိယချက်ကအစ္စရေးနိုင်ငံရဲ့တောင်ဘက်နယ်စပ်တစ်လျှောက်လုံးမှာတူရကီရဲ့ထောင်လန်းရေးကွန်ရက်တစ်ခုကိုအခိုင်အမာတည်ဆောက်သွားနိုင်ပါတယ်ဒါဟာအစ္စရေးရဲ့အမျိုးသားလုံခြုံရေးအတွက်လယ်မြေကိုဓာတ်နဲ့ထောက်ထားသလိုဖြစ်သွားနိုင်ပါတယ်တတိယနဲ့အရေးကြီးဆုံးချက်ကတူရကီဟာမကြသေးခင်ကမှပြန်လည်ဆက်ဆံရေးတိုးတက်လာတဲ့အီဂျစ်နိုင်ငံနဲ့သူ့ရဲ့နှိမ့်ဆက်မှုကိုအသုံးချပြီးအရှိန်မြေတဲ့ပင်လယ်ကအကြီးဆုံးရေတပ်အင်အားကြီးနှစ်ခုတူရကီရေတပ်နဲ့အီဂျစ်ရေတပ်ကို ပူးပေါင်းသွားအောင်ကြိုးစားလာနိုင်ပါတယ်။ဒီလိုသာဖြစ်လာခဲ့ရင် X-ray ဟာသူ့ရဲ့ရေချောင်းနယ်နိမိတ်လျှောက်မှာလှုပ်ရှားသွားလာနိုင်စွမ်းအကြီးအကျယ်ဖိအားပေးခံရပြီးပိတ်မိသွားနိုင်ပါတယ်။ဒီကိစ္စမှာ American နဲ့ X-ray ကသဘောထားကွဲလွဲမှုကတိတိတသားကြီးပေါ်ထွက်လာပါတယ်။ American ကိုကိုစားပြုတဲ့ဒုတိယသမ္မတ JD Vance ကသဘောတူညီချက်ကအဆင်ပြေနေပါတယ်လို့ပြောနေချိန်မှာနေတန်ယာဟုကတူရကီကိုလုံးဝလက်မခံနိုင်ဘူးလို့အပြင်းထန်ညှင်းဆန်နေပါတယ်။ဒီနေရာမှာနေနှစ်ဖက်ကြားမှာကြီးမားတဲ့သဘောထားကွဲလွဲမှုရှိနေတာထင်ရှားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေကိုအမေရိကန်ကဂျောင်းဝင်ဖြန့်ပြေးပေးတဲ့အပြစ်ခတ်ရစဲရေးကိုလက်ခံလာအောင်ကူညီပေးခဲ့တဲ့အတွက်တူရကီကိုချီးကျူးစကားဆိုခဲ့ပါတယ်။ဒီစကားရဲ့နောက်ွယ်ကအတိတ်ပဲကရှင်းပါတယ်။တူရကီကအလုပ်ဖြစ်တယ်။ဒါကြောင့်သူ့ကိုနေရာပေးမယ်ဆိုတဲ့သဘောပါ။ဒါကြောင့်ကယ်၍အစ္စရေးကသာတူရကီရဲ့ပအဝင်ပတ်သက်မှုကိုဆက်ပြီးခေါင်းမာသွားတဲ့စန့်ကျင်နေဦးမယ်ဆိုရင်ဒီငိမ့်ငိမ့်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာတူရကီကငါတို့မပါတော့ဘူးဆိုပြီးနောက်ပြန်ဆုတ်သွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ဒါကိုအမေရိကန်ကစိုးရိမ်နေတာပါ။ ဒီလိုဆုံးဖြတ်ပေးရမယ့်သတင်းပတ်တွေအတွင်းမှာ American ကိုယ်စားလှယ်တွေ Israel ကိုအဆက်မပြတ်လာရောက်ခဲ့ကြတယ်မှာဒုတိယသမ္မတ JD Vance ဟာ Israel ကောင်းဆောင်တွေကိုရောကဘာကြီးကိုပါ American ဟာ Israel ရဲ့အချုပ်အခြာအာဏာကိုလွှမ်းမိုးဖို့မရည်ရွယ်ပါဘူးဆိုတာကို အထူးတလဲရှင်းပြနေပုံပါပဲကျောက်တို့ကလက်အောက်ခံနိုင်ငံကိုလိုချင်တာမဟုတ်ဘူး Israel ဆိုတာအဲ့ဒီလိုနိုင်ငံမျိုးလည်းမဟုတ်ပါဘူးကျောက်တို့ကလက်အောက်ခံလည်းမလိုချင်ပါဘူးကျောက်တို့လိုချင်တာကစစ်မှန်တဲ့မဟာမိတ်မိဖတ်ဆက်ဆံရေးလို့သူက NBC News မှာပြောကြားခဲ့ပါတယ် တချိန်တည်းမှာပဲသတင်းတော်တူကနေတန်ယာဟုကိုအစ္စရေးဟာအမေရိကန်ပြည်ထောင်စုရဲ့အဆောင်ရှောက်ခံနိုင်ငံဖြစ်သွားမှာလားလို့မေးမြန်းခဲ့ရမှာသူကဒီတွေးခေါ်ကိုအတိတ်ပဲမရှိတဲ့စကားလို့ပြင်းပြင်းထန်ထန်ပယ်ချခဲ့ပါတယ်။ဒါပေမဲ့သူကတခုတော့ထလောင်းပြောခဲ့ပါတယ်။ကျုပ်တို့ချမှတ်တဲ့ဆုံးဖြတ်ချက်တိုင်းဟာအစ္စရေးနိုင်ငံရဲ့လုံခြုံရေးအပေါ်မှာပဲတရားရာဂိုင်းတို့အပြည့်အဝအခြေခံပြီးဆုံးဖြတ်တာဖြစ်တယ်လို့သူကတုံ့ပြန်ခဲ့ပါတယ်။ဒီစကားလုံးတွေဟာတန်တမာရေးရာအရေးကုန်နေပါပဲ။အတွင်းသဘောမှာတော့အမေရိကန်ရဲ့အစီအစဉ်ကိုအစ္စရေးကအပြည့်အဝသဘောမတူပဲ ထမဆုံးအကြိမ်ဖြစ်ပြောင်ပြောင် တင်းတင်းဆန့်ကျင်နေတာကိုပြသနေပါတယ်။ Israel တို့တော့တူရကီနဲ့သူ့ရဲ့ဆက်ဆံရေးဟာကိုကိုကိုကာကွယ်ရမယ်တိုက်ပွဲတစ်ခုလို့ဖြစ်နေပါတယ်။ပိုပြီးတိတိကျကျပြောရရင် Israel ဟာတူရကီနဲ့သူ့ရဲ့ရန်သူတွေအထူးသောအထူးသဖြင့် Hamas ကြားကဆက်သွယ်ရေးကွန်ရက်ကိုအမြဲတမ်းတတိကြီးကြီးနဲ့စောင့်ကြည့်နေရပါတယ်။ဒါကြောင့်အခုလက်ရှိကြိုးပမ်းနေသမျှအရာအလုံးဟာအထူးသဖြင့်တူရကီရဲ့ပါဝင်ပတ်သက်မှုနဲ့တူတကယ်အပြစ်ခတ်ရဲစဲရုပ်ကိုအကောင့်ထဲပေါ်ဖို့ပိုပြီးရှုပ်ထွေးသွားသည်မှာသိကြပါတယ်။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအပြစ်ခတ်ရဆဲရေးဆိုတာနှစ်ပေါင်းများစွာပြောလာခဲ့တဲ့ဇာတ်ဟောင်းတစ်ခုပါဒါပေမဲ့လက်တွေ့ကောင်ထဲဖို့အမြဲတမ်းခက်ခဲနေခဲ့ပါတယ်တကယ်လို့များခဏတစ်ဖြုတ်တိုက်ပွဲတွေရပ်သွားခဲ့အောင်တော့မှအဲ့ဒီငြိမ်သက်နေတဲ့ကာလဟာကြာရှည်ခံလို့မရှိပါဘူးခဏနေရင်တစ်ဖက်နဲ့တစ်ဖက်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ကြတာပါပဲဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ American ဒုတိယသမ္မတ JD Vance နဲ့ Israel ဝန်ကြီးချုပ် Nathan Yahu ရဲ့တွေ့ဆုံပွဲမှာလည်းအဓိကဆွေးနွေးခဲ့ကြတာကဒီအကြောင်းအရာတွေပါပဲအပြစ်ခတ်ရဆဲရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ ပြီးတော့ဂါသာကိုဘလို့ပြန်လဲတိဆောက်ကြမလဲဆိုတဲ့ကိစ္စတွေပါကျုပ်တို့ရှိမှာရန်ကိုကြီးမားလေးလံတဲ့တာဝန်ကြီးတခုရှိနေပါတယ်အဲ့ဒါကတော့ဟာမတ်ကိုလက်နက်ဖြုတ်သိမ်းရေးပါပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲဂါသာကပြည်သူတွေရဲ့ဘဝပုံမကောင်းမွန်လာသေးဖို့ဂါသာကိုလည်းပြန်လဲတိဆောက်ရမှာဖြစ်ပါတယ်ပြီးတော့ဟာမတ်ဟာအစ္စရေးကကျုပ်တို့ရဲ့မဟာမိတ်ဆွေတွေကချင်းချောင်မှုတခုဘယ်တော့မှမဖြစ်လာသေးဘူးလေတေချာအောင်လှုပ်ဆောင်ရမှာပါလို့ JD Vance ကပြောပါတယ်ဒါတွေကလွယ်ကူတဲ့အလုပ်တွေမဟုတ်ပါဘူးလို့သူကထပ်လောင်းဝင်ခံသွားခဲ့ပါတယ် အခုဆိုရင်ဇက်ကွက်ကရှင်းလင်းနေပါပြီတူရကီဟာဂါသာရေးမှာတရားဝင်ခြေလှမ်းတလန်းဝင်ပါခြင်းနေပါတယ်အစ္စရေးကဒါကိုအပြင်းထန်ကန့်ကွက်နေပြီးနိုင်ငံလုံးညုံရေးကိုထိပါလာနေတဲ့ချိန်ချောင်းမှုတစ်ခုလို့သဘောထားနေပါတယ်ဒီလိုအခြေအနေမျိုးဖြစ်လာမှာတော့အစ္စရေးနိုင်ငံရဲ့အနာဂတ်ဟာဘလို့အခြေအနေမျိုးနဲ့ရင်ဆိုင်ရတော့ပါမလဲဂါသာတဲကိုတူရကီတပ်တွေဝင်လာခြင်းဟာနေတန်ယာဟုစိုးရိမ်နေတယ်လို့ပဲအစ္စရေးရဲ့လုံခြုံရေးအပေါ်မှာကြီးမားတဲ့တက်ရောက်မှုတွေချိန်ချောင်းမှုတွေတကယ်ပဲယူဆောင်လာတော့မှာလားဒါမှမဟုတ်ဒါဟာ အစိလေပိုင်းမှာဆယ်သူနှစ်များစွာကြာခဲ့ပြီဖြစ်တဲ့ပါလက်စတိုင်းအစ္စရေးပြည်ပခါကိုအဆုံးသတ်နိုင်မဲ့နိုင်ငံရေးအလှည့်ပြောင်းတစ်ခုရဲ့အဖွင့်အခန်းခံတာပဲဖြစ်နေမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးစိတ်ဝင်စားစောင့်ကြည့်သွားရမှာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်